ချို့လူတွေကဒါကြောင့်မလို့အတင်းတော်ထဲမှာပါဝင်နေပေမဲ့သူတို့ရဲ့အထင်မှာဝိညာဉ်မိပါရှိတယ်လို့မခံစားဘူးဖြစ်တယ်။သူတို့ရဲ့အထင်မှာလူတွေနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချမှုမရှိဘူး။ဘုရားကြောင့်မရှိရဲ့ဝိညာဉ်မိပါတွေကိုလည်းယုံကြည်စိတ်ချမှုမရှိ rejection spirit ညင်ပေခံရတဲ့စိတ်ဝိညာဉ်မိဘမဲ့ကလေးတွေကသူတို့ရဲ့အထင်ထဲမှာညင်ပေခံရတယ်လို့ခံစားဘာဖြစ်လို့ဆိုသူတို့မိဘကသူတို့ကိုမလိုချင်လို့မိဘမဲ့ဂေဟာမှာပေးခဲ့တာ။ ဲ့လိုပဲသူတို့ကအထဲထဲမှာခံစားရတာဖြစ်တယ်လူတယောက်ရဲ့အထဲမှာကိန်းအောင်နေအဲဥစ္စာကဖယားတကယ်နိုင်ငံတော့ရောက်လာခါအလိုလိုမပြောက်သွားဘူးဖြစ်တယ် church အထဲရောက်လာတဲ့ခါမှာအဲ့ဒီ rejection spirit နဲ့လာပြီးတော့အသက်ရှင်နေခါကြီးထွားတဲ့လောက်မကြီးထွားလာတော့ဘူးလို့ကအဲဒါမို့ပေါ်လူကသူတာတနာပြုတ်တဲ့ခါမှာသူ့ရဲ့ဝိညာဉ်သားသမီးတွေကိုသူဟာအမြဲတမ်းမှာဝိညာဉ်ရေးရမှာ တပေးတယောက်အနေနဲ့နီးပြတယောက်အနေနဲ့လမ်းပြပေးုံမကဖခင်တယောက်အနေနဲ့မတည့်ရက်ပေးတယ်ဆိုတာတွေ့ရတယ်ဒီမှာတီမိုသေကိုဘာပြောလဲငါဤချစ်တာဒါဆိုပေါလုဟာတီမိုသေအတွက်နီးပြတယောက်ပဲမဟုတ်ဘူးတင်းအောင်ဆရာတယောက်ပဲမဟုတ်ဘူးဝိညာဉ်ကောင်းဆောင်တယောက်ပဲမဟုတ်ဘူးဝိညာဉ်မိဘဖြစ်တယ် တကယ်ကိုသူ့ရဲ့ဘဝတဲ့ကိုဝိညာဉ်ရေးရမှာရှိရဲ့အရာတွေကိုတွန်လောင်းပေးတဲ့သူတယောက်သူတို့နှစ်ဦးရဲ့ကြားထဲမှာမိဘနဲ့တားသမီးလိုပဲဘာမှအကာအစီးမရှိဘူးအော်တတိုင်းတစ်ခုခြားထားတာမရှိပဲနဲ့ကြိုင်မာတဲ့ bonding ရှိနေဒီမှာပေါ်လူသူ့ကိုပြောတယ်ဝိညာဉ်မှာဆရာတတောင်းရှိညာတော့လေအဲ့တော့အဘအများမရှိဘူးဝိညာဉ်ရမှာလဲဆရာတွေရှိနိုင်တယ်ဇီဘွားရေလုပ်ငန်းတွေမှာတင်ပေးတဲ့လူတွေရှိမယ် မန်တော်ရီကိုချ်တွေရှိမယ်ဒါပေမဲ့ spiritual father spiritual mother ဆိုတဲ့အရာကတော့မတူဘူးဖြစ်တယ်မန်တော်နဲ့လည်းမတူအော်ကျမတို့ဒီဝိညာဉ်မိဘကတော့တင်းနဲ့သူတို့ကြားမှာ bonding ရှိတယ်တကယ်ကိုလွတ်လပ်တဲ့ပွင့်လင်းတဲ့ရောယိုးသားတဲ့ယဉ်နီကျွမ်းဝင်မှုရှိနေတာဖြစ်တယ်မိဘနဲ့သားသမီးကဲ့သို့ဒီ often spirit ဆိုရဲဒီ မိပါမယ်စိတ်ဝိညာဉ်ကြီးကိုကျမတို့ရဲ့အထဲကနေပြီးတော့ထုတ်ဖို့လိုတယ်။မထုတ်ရင်ဝိညာဉ်မိပါတွေဘလောက်ရှိရှိကျမတို့တို့တွေ connect မဖြစ်နိုင်။တို့ဘလောက်ပဲတုံးလောင်းနေပါစေတို့ဘလောက်ပဲအားပေးနေပါစေကျမတို့ကဒီ open spirit ရှိနေတယ်ဆိုရင်လက်မခံနိုင်တို့ပြောတဲ့အရာတွေကိုယုံကြည်မှုရှိမှာမဟုတ်100%ဝန်ခံနိုင်မှာမဟုတ်နတ်ဆိုးရဲတို့ညှင်းစေအဲ့မဲ့တို့ကအဲ့ဒီထဲကနေလွတ်မြောက်ဖို့ရန်အတွက်ဆုတောင်းခံဖို့ရန်အတွက်ရှက်တယ်တို့မှာအတွင်းနာတွေရှိရဲ့ တရိအထိမ်မှာ issue တွေအများကြီးပဲပြဿနာတွေအများကြီးပဲမေးခွန်းတွေအများကြီးပဲအမေမတိတာကိုမတိဘူးလို့ဝန်ခံရမှာရှက်တယ်အဖြစ်ပေးလာရင်လဲယုံကြည်နိုင်ဖို့လက်ခံနိုင်ဖို့ရန်တို့ခတ်တယ်အဲဒါမှမဟုတ်တို့ကမကြီးထွားနိုင်ဘူးဖြစ်နေမိဘမဲ့စိတ်ဝိညာဉ်ရှိတဲ့သူတွေကလေတို့ရဲ့အတ္တဓာတ်ထဲမှာတစုံတစ်ခုအထိမ်မှာ black hole ဖြစ်နေတော့ low end နေတယ် ပြေဝတယ်လို့မခံစားရချစ်တဲ့လူတွေအနားမှာရှိနေအောင်ချစ်တယ်လို့မခံစားဒါကြောင့်မို့လို့ချစ်ချင်းမြတ်တာအခြားနေရာကနေသွားပြန်ရှာတာဖြစ်တယ်လူတယောက်နဲ့ကျမတို့ပေါင်းတဲ့အခါတကယ်ဒီဆက်ဆံရေးကိုအောင်မြင်ခြင်းနဲ့ဖခင်ရဲ့နိုင်ငံတော်ထဲမှာဝိညာဉ်ကောင်းဆောင်တွေနဲ့ဝိညာဉ်မိဘတွေနဲ့ဆက်ဆံရေးကိုတင်တကယ်အောင်မြင်ခြင်းနဲ့ဆိုရယ်ဒီကျမတို့ယုံကြည်မှုရှိဖို့ရန်အတွက်လိုတယ်တကယ်မိဘတစ်ဖွဲ့တင့်ကိုတိုးတက်စေခြင်းတဲ့သူတွေရှိပါတယ် တကယ်မိဘတဖွဲ့တင့်ကိုဝိညာဉ်ရေးရမှာ double portion เนาะနှစသောဘိတ်သိမ့်နဲ့ဆက်သွားဖို့ရန်အတွက်အလိုရှိပြီးတော့ဆွဲခေါ်ခြင်းနဲ့ဝိညာဉ်ရေးကခေါင်းဆောင်နေမိဘတွေရှိပါတယ်။အဲဒီလူတွေကိုတော့တင့်ဟာယုံကြည်ဖို့ရန်အတွက်လိုအပ်တယ်ရှိကျမတို့အထင်းမှာလုံနိုင်တဲ့အလားအလာတွေဖြစ်လာနိုင်တဲ့အလားအလာတွေနော်တိုးတက်နိုင်တဲ့အလားအလာတွေနော်ကျမတို့ ဒီထပိုးပြီးကျွဲဝနိုင်တယ်ဒီထပိုးပြီးတော့ဘိတ်သိမ့်ချင်းနေရနိုင်တယ်ဒီထပိုးပြီးတော့စုကျေးဇူးတွေတိုးပွားနိုင်တယ်ဒီထပိုးပြီးတော့လူမှုရေးကောင်းနိုင်တယ်ဝိညာဉ်မိဘတွေခေါင်းဆောင်တွေရဲ့အလုတ်ကတင့်ကိုဒီ version ကနေပြီးတော့ဒီထပိုးပြီးအစစ်မြစ်နဲ့တင့် version ကိုပြောင်းဖို့ရန်အတွက်သူတို့တင့်ရဲ့အထဲကအလားအလာတွေထုတ်ဖော်ပေးတာဖြစ်တယ်တင့်အမားတွေကိုပြုတ်ပြင်ဖို့ရန်အတွက်သူတို့ကတောင်းပြောပြပေးတာဖြစ်တယ်အာမင် အဲ့ဒီခါမှာကျမတို့ကမိဘမဲ့စိတ်ရှိတယ်ဆိုရင်လက်ခံနိုင်မှာမဟုတ်။ဩစိတ်ဆိုးမယ်ဒါမှမဟုတ်ရင်လည်းစိတ်ပိုင်းဆိုင်ရာမှာဟောတကားပိတ်လိုက်တယ်။ဘာမှမပြောနဲ့အပြစ်မှာပဲပြောတာဒါပေမဲ့အထဲထဲမှာက receive မလုပ်နိုင်။ကြာရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဝေး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 သွား။တန်ရှင်တော်ဝိညာဉ်တော်ကသင်အထဲထဲမှာတားဆိုရစိတ်တဘောထည့်ပေးမယ်။ ဘလောက်ပဲ rejection တွေလောကကြီးမှာရှိရှိအလုပ်ထဲမှာအိမ်မှာတငယ်ချင်းတွေကြားထဲမှာဆွေမျိုးတွေကြားထဲမှာကိုယ့်ရဲ့နော်ခင်ပွန်းတဲ့ rejection ခံစားရတယ်ကိုယ့်ရဲ့ဇနီးတဲ့ rejection ခံစားရတယ်ကိုသားသမီးတွေကကိုယ် reject ပြန်လုပ်တယ်ကျမတို့အမျိုးမျိုးရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာဘင်လင်တဲ့ဟာ often spirit နဲ့တွားစရာအကြောင်းမရှိတော့ဘူး hallelujah sonship spirit နဲ့တွားလို့ရပြီတားဖြစ်တော့သဘောကိုငါပြန်ပေးမယ်ဖျားသခင်ပေးနိုင်တယ် ယ်နောက်ဆုံးသောကာလမှာตาနဲ့အဘအဘနဲ့ตาကိုပြန်လဲပြီးတော့တက်မြက်စေမယ်ဒီဥစ္စာကျွန်မယုံကြည်ရဲ့ဝိညာဉ်မိသားစုထဲမှာလည်းဖြစ်မှာဖြစ်တယ်လို့တင်ရဲ့အိမ်ထဲမှာလည်းဖြစ်လာမယ်တင်မိဘတွေဟာတင်ကိုချစ်လာမယ်တင်ကိုယ်တိုင်ကလည်းမိဘတွေကိုချစ်တဲ့နှလုံးသားရလာမယ်